မင်္ဂလာပါဣတစင်ခမ်းမြန်မာအော်ရီယံဘုတ်ကနေပြန်လဲကြိုဆိုလိုက်ပါရရှင်ဒီနေ့ကတော့ဆ iam မကြီးခင်းရင်ချိတာရေးသားထားတဲ့ချက်တဲ့သူကိုတတိယတဲ့ခါစားအုပ်ထေရနေပြီးတော့စင်ညလာရင်ဆိုတဲ့ခေါင်းဆောင်လေးဖတ်ပြပေးမှာဖြစ်ပါရရှင်စင်ညလာရင်တပြင်းတချက်ချတိုင်းရှင်တန်ရမယ့်နေ့ရက်ထရာကိုရဲ့တိတိယော်ရဲလို့အမရုံငင်ကတော့စနောက်ကြဘူးလေတပြင်းချတယ်တမကြီးချတယ်စရတဲ့ပြမှုတွေကတော့စိတ်ညင်စိတ်ရှုပ်ရင်စိတ်ပြက်ရင်စိတ်ခံမသင့်တဲ့ခါလဲဆုံးရင် ဒါမှမဟုတ်ပြောချင်တော့ရင်လုံးမိတက်ကြတဲ့အလုပ်တွေပေါ့တနေ့မှာတက်ပြင်းလို့ခေါ်တဲ့လေဘူးပြင်းတွေကိုဘယ်နှခါလောက်မှုတ်ထုတ်ဖို့ခဲ့တယ်လဲပွေလီရှုပ်ထွေးလာတဲ့နေ့စဉ်ဘဝအထင်မှာတယောက်နဲ့တယောက်အခက်မသိစကားများကြရတယ်ကိုယ့်ရဲ့ရပိုင်ခွင့်တွေကိုကောက်ွယ်ဖို့ပူလောင်ကြရတယ်ပုံများတဲ့ခုံတွေရလာဖို့တိုက်ခိုက်ရတယ်အငဲ့ဆရာဘားတွေမှုအနေခံဘွားတွေနဲ့တင်ငယ်ရင်းတက်ပြင်းမောတွေဝင်ချနေရတယ်ဒီလိုနဲ့နေ့စဉ်နဲ့အမျှများလိုက်တဲ့တက်ပြင်းမောတွေကဘာပေါ်မှာအချိန်နဲ့များထုတ်နေကြတယ် ညီမလေးရောတက်ပြင်းချစရာနေတွေနဲ့ကြုံလာရင်ဘလို့ဖြစ်ကြော်ခဲ့လဲအမကတော့စိတ်ဖြစ်စရာတွေတိတ်မရလို့ထပ်ပေါက်မရတော့ပဲဖြစ်ပျက်တွေကြီးစိတ်ထဲပေါ်လာလို့ရှင်ပုံဝင်ချင်းကိုချက်ချင်းအယုံပြောင်းလိုက်တယ်တိတ်လာတဲ့အရာတွေစိတ်အယုံချက်ချင်းပြောင်းလိုက်တယ်စိတ်ရှုပ်နေရတွေပျောက်ပြီးရည်စရာတွေတွေ့နိုင်သေးတယ်တိထားဖို့ကတော့ပဝန်းကျင်ကလည်းစိတ်ပျက်စရာစိတ်ညစ်စရာတွေကြီးပဲလို့ထပ်ပြီးမသွေးပြင်းနဲ့တည်တည်ချာချာလေးကြူဆိုင်ကြည့်ဖို့လိုတယ်ပြုံးပြော်ပြီးတော့လမ်းလျှောက်လာတဲ့ခလီးငယ်တွေ တတီစိမ့်စုံဟွာနေရရင်ဆိုင်ရှင်အန်ဒီဥပိုက်ကြီးကဈေးလုံးဝမလျှော့နိုင်ဘူးလို့တင်းခန့်လို့စိတ်ဆူပြီးထွက်လာတဲ့ကောင်းမလေးတွေလမ်းလူမောင်းနေတဲ့ကားတွေလမ်းဖြတ်ကူကိုစောင့်နေတဲ့ခတ်ဟော့ဟော့ဝတ်ထားတဲ့ကောင်းလေးတွေနေဘူးလေးကအယောင်နေတဲ့အရိတ်တွေလူကြီးမျက်နှာပေါ်ကအမှုရတွေတပည့်နေပေါ်ကဖုံမုတ်တွေခိုးလေးတွေနဲ့ရှေ့ဟောင်းတိုက်ဟန်ကြီးတွေစတာတွေရန်ကုန်မြို့ရဲ့အနီးတစ်ဝိုက်ကလမ်းကြီးလို့ရှိရင်ချက်ချင်းမြင်နိုင်ပြီးတော့စိတ်ပြောင်းနိုင်မဲ့တဘာဝအလှတရားတွေပေါ့ကျမတို့တရားကြီးကတဲ့ကိုလှပါတယ်ညီမလေးရေ ဒီလိုလှပတဲ့တဘောတရားကြီးတွေမှာကျင်လည်အတတွေဒေါသတွေလောဘတွေကြောင့်တကယ်အလှတွေကိုမမြင်နိုင်မဲ့တပ်ပြင်းတွေပဲခြနိုင်မယ်ဆိုရင်ဒီလှတွေကိုမြင်ရမယ့်နေ့တွေနေလာမှာပေါ့ အလတရားစစ်စစ်ကိုတွေးဖို့ကတော့အလတရားကိုမြင်နိုင်တဲ့မျက်လုံးတွေဖွင့်ထားဖို့အလတရားကိုခံစားနိုင်တဲ့နှလုံးသားတွေချစ်သက်ဖို့နဲ့အလတရားကိုခံစားမဲ့စိတ်တွေက စင်ကြယ်နေဖို့ပဲလိုပါတယ်ညီမလေး။ဒါကြောင့်အလတရားဆိုတာကိုယ်စိတ်အခြေခံပဲဖြစ်လို့စိတ်သာလှရင်အရာရာတိုင်းကတော့လှနေမှာ။အလတရားကိုကိုယ်တိုင်ရှာနိုင်သူကိုဘယ်သူမှစိတ်ညံမလုံနိုင်ဘူး။သူ့ကိုဘယ်လောက်စိတ်ညံလုံနေပေမဲ့စိတ်ကိုအပြောင်းလဲလုပ်ပြီးအဲ့ဒီအသားစီကိုကျော်ဖြတ်နိုင်သွားမှာပဲ။ တဏီကုံအပ်ထားတဲ့ဖုံးမျက်နှာပြင်တွင်မျက်လုံးတွေကိုခဏခွာလို့လောကကြီးကိုခဏကြည့်လိုက်ပျော်နေတဲ့သူတွေစီကပျော်ရီကိုကူးမင်းဝမ်းနေတဲ့သူတွေဆိုရင်ကိုချင်းစာဒေါသထက်နေသူတွေတွေ့ရင်ကိုယ့်ကိုဆုံးမလို့အပြင်လောကကြီးရဲ့အတဝင်မျိုးတစ်ချက်လောက်ကြည့်လိုက်ပါကွယ်စိတ်ဖြစ်စီမှုတွေထဲပိတ်လောင်ရင် online လောကထဲမှာထပ်ပြီးမပိတ်မိစေနဲ့ညီမလေး။နောက်ပြီးတော့ညီမလေးရဲ့ငကိုလှပြီးသားစိတ်လေးရတယ်။ပို့ပို့ပြီးလှစီခြင်းပြီးတော့ဘသူကဘလောက်စိတ်ဒုက္ခပြီးနေပါစေ။ဘသူကူညီမမပါပဲပြန်လဲတည်ငြိမ်ရှင်းသက်အောင်ကြိုးစားနိုင်သူလည်းဖြစ်ပါစေလို့အမဆန္ဒပြုလိုက်ပါတယ်ရှင်။ဒီနေ့တော့ကတော့ဒီလောက်ပါပဲ။အားလုံးနှုတ်ခွန်းဆက်တာပါတယ်။ Bye bye.